သွေးရည်ကြီးကုထုံးလို့ဒီနောက်ပိုင်းခေတ်စားလာကြတယ်အဲသူ့ရဲ့အရှိကောက်ကကြတော့ platelet rich plasma လို့ခေါ်တယ် PRP လို့သုံးကြတာပေါ့ဒီ PRP ကတို့တို့အရေးပြ aesthetic medicine မှာပဲသုံးတာလားဆိုတော့မဟုတ်ဘူးတော့တခြားနေရာကြီးမှာလည်းသုံးတယ်ဒီအကြောင်းလေးပြောပြပေးမယ်ပြီးတော့ဘာဖြစ်လို့သူကအရင် popular ဖြစ်တာလဲဆိုတဲ့အချက်လေးတွေပါတော့ဒါပြပြပေးမယ်ဒါရယူရီပါလာပိုက်ရီယာဆီယံဖြစ်ပါတယ် 啊，来系点儿 အနေနဲ့ service ပေးနေရတာကကြတော့1 on 1 consultation ရှိမယ်အာတကယ်လို့ကိုယ်အရေးပြားနဲ့ပတ်သက်ပြီးဆွေးနွေးခြင်းနဲ့ skin care လေးရွေးချယ်တာမျိုးလုပ်ချင်တယ်ဆိုရင်တော့အတယောက်ချင်းစီကို consult လုပ်ပေးတယ် online ကနေပြီးတော့လူနာကြည့်ပေးတာမျိုးလုပ်တယ်နောက်တစ်ခုကကြတော့ဒေါက်တာသန်သန်လေးနှစ်ခုဖွင့်လာတယ်ပထမတစ်ခုကကြတော့ဒကိုရင်တန့်ရှင်မှုနဲ့နန်းသက်ခင်းစင်ခြင်းဆိုတဲ့အကြောင်းရယ်နောက်တစ်ခုကကြတော့ filler အကြောင်းသိကောင်းစရာဆိုတဲ့အကြောင်းရယ်ပေါ့နော်ဆိုတော့အဲ့ဒီ class လေးတွေကကြတော့ subscription fees နဲ့တော်ထားတာဖြစ်တယ် Telegram မှာ podcast အနေနဲ့ဒါ voice recording လေးတွေထည့်ပေးထားတယ် ပဲဖြစ်တယ်ပေါ့အားဟာလေးတွေ join ချင်တယ် concentration လုပ်ချင်တယ်ဆိုရင်တော့ viral ကို day Facebook သွားပါ Facebook မှာ Twitter URL ဆိုပြီးရရှာလို့ရပါတယ်ပြီးရင် Messenger တခါတည်းတန်းသွားပြီးတော့ကို join ချင်တဲ့ဟာလေးကို admin ကိုလှမ်းပြောလို့ရပါတယ် PRP ဘာဖြစ်လို့ Playlist Rich Plus မှာကအာအရင်အရေးကြီးပြီးတော့ popular ဖြစ်တဲ့ထဲမှာပါလဲဆိုတာကိုဒါတော့ခုချင်းစီရှင်းပြမယ် ့ဆိုတော့နာမည်ကဟို platelet rich plasma ပေါ့နော်အဲ့ဆိုရင် plasma အရေးပဲပေါ့အာအဲ့ဒီထဲမှာမှာ platelet တွေအများကြီးစုနေတဲ့ plasma အရေးဆိုပြီးတော့အဓိပ္ပာယ်ကိုရတာဖြစ်တယ်အဲ့ဆိုရင်အဲ့ဒီ plasma ကဘာလဲပေါ့ဆိုတော့ဒီ platelet ကဘယ်လောက်တောင်ရေးကြည့်ရလဲပေါ့ဆိုတော့တို့အနာတရတောက်လျှောက်ဒီနားမှာဓာတ်ရှာရဖြစ်သွားပြီ အဲ့ဆိုရင်ပထမဦးဆုံးကနဦးအနေနဲ့ဟီးရိုးအနေနဲ့စပြီးတော့ထွက်လာသည်ပလိတ်လက်ဖြစ်တယ်ပလိတ်လက်ကနေပြီးအဲ့ဒီဟာဒီအနာတွေအများကြီးဟိုဒီသွေးတွေအများကြီးမထွက်အောင်အနာအကျက်မြန်အောင်တော့ပထမဦးဆုံးခန္ဓာအနေနဲ့စထွက်လာဒါဒီပလိတ်လက်ဖြစ်တယ်ပလိတ်လက်ကတော့တို့ခန္ဓာကိုဟီးလင်းမဲ့ကနေစင်တော့ပထမဦးဆုံးရေးပါတယ်ညာဖြစ်တယ်အဲ့တော့အာဒီ platelet ကကြတော့ rich ဖြစ်သွားတယ် density များလာတယ်ဆိုရင်လည်းပဲသူဒီ growth factor တွေကိုအများကြီးခေါ်ပေးနိုင်စွာအာနိသင်ရှိတယ် growth factor ဆိုတာတို့တို့ဒီကြိုက်တဲ့နေရာမှာသုံးလို့ရတယ်။တနေရာရာပျက်စီးနေတဲ့ tissue ပဲဖြစ်ဖြစ်ပျက်စီးနေတဲ့ cells တွေပဲမှာပဲဖြစ်ဖြစ်ဒီ platelet ဒီ growth factor ကိုထည့်လိုက်တဲ့အချိန်ကြာရင်ဆိုရင်ပပတ်လေဟာကိုသူ healing လုပ်ပေးနိုင်တဲ့အဲထဲမှာပါတယ်။အဓိက PRP ရဲ့ popular ဖြစ်တဲ့ concept ကဒါပဲ။ PRP ကဘာလဲလို့မေးတဲ့အချိန်ကြာရင်လည်းပဲ platelet တွေစုနေတဲ့ plasma လေးတစ်ခုဖြစ်တယ်လို့ပဲအချင်းချင်းအနေနဲ့ တိထားတယ်ဆိုရင်တော့မှတော်တော်လုံလောက်တာဖြစ်တယ်။ဆိုတော့တို့ရဲ့ estate မှာဘာဖြစ်လို့ဒီ PRB ကိုသုံးပြကြရလဲဆိုတော့လူတွေရဲ့ concern တော်တော်များများကဒီမျက်နှာပေါ်မှာအာဒီနေလောင်တန်းပျက်စီးတာ exchange exposure များလို့ sales damage ဖြစ်တာအာပြီးတော့ညစ်သေးသေးဖြစ်တာဆိုတော့အများသောအားဖြင့်ဒီ sales တွေဒီအရေးပြားရဲ့ sales တွေဒီပျက်စီးတဲ့ဘက်ကိုရောက်သွားတဲ့အချိန်မှာတို့ကကိုယ့်အသွေးကိုကိုပြန်ထုတ်ပြီးတော့ဒီ growth factor တွေပါတယ်ပလေးလက်တွေပါတယ်ဟာကိုပြန်ပြီးတော့ပျက်စီးနေတဲ့နေရာကိုထည့်လိုက်တယ်ဆို ရင်ဒီဟာလေးတွေကပြန်ပြီးတော့ရှင်သန်လာတယ် regenerate ဖြစ်လာတယ်ဆိုတော့ concept ကိုယူပြီးတော့ the aesthetic medicine မှာပုံကြတာဖြစ်ပါတယ်အဲ့တော့ဒီ platelet rich plasma လေးကိုတို့အရေပြအောက်ကိုဒီတန်းလေးပဲဝင်ပြီးတော့ထိုးလိုက်လဲပဲအလုပ်ဖြစ်သလိုသုံးမဟုတ်လူတွေတော်တော်များများသိကြတယ်ဒီ micro needling ဆိုတဲ့ဒီအက်လေးတွေကိုသုံးပြီးတော့အာဒီအရေလေးထည့်တာမျိုးကလည်းပဲအလုပ်များတယ် အဲ့တော့ဘယ်နီးနဲ့ပဲဖြစ်ဖြစ်အာဘလိုနီးနဲ့ပဲထဲထဲ PRP ကိုသုံးလိုက်တယ်ဆိုရင်ဟိုကိုရောက်သွားတဲ့ cells တွေရဲ့ပပလဲကပြန်ပြီးရှင်သန်လာတာမျိုးဖြစ်တယ် ဆိုတော့ဒီ aesthetic medicine မှာဆိုရင်လည်းပဲဒီ skin rejuvenate ဖြစ်တဲ့နေရာလေးတွေမှာသုံးတယ်။ပြီးတော့အဲ့ဒီအပြင်မှာဆိုရင်လည်းပဲဒီသပင်တွေပြန်ပြီးတော့ထွက်လာတဲ့နေရာမှာလည်းသုံးတယ်။ပြီးတော့နောက်တစ်ခုကကျတော့အမိမကိုပဲဖြစ်ဖြစ်အမျိုးသားအင်္ဂါပဲဖြစ်ဖြစ်စွမ်းဆောင်ရည်မြင့်တက်ဖို့အတွက်ဒီလိုမျိုးနေထားမှာဆိုရင်လည်းပဲဒီ PRP ကိုသုံးတာမျိုးလေးတွေရှိတယ်။တခြားနေရာမှာဆိုရင် sport medicine မှာသုံးတယ်။အာဒီ athlete တွေဆိုရင်ဟိုဟာ young exercise လုပ်ရတယ်တော်မဆိုင် injury ရတယ်အဲ့နေရာဒီမှာဆိုရင်လည်းပြာပြီးတော့သုံးတယ်ဒါပိုင်းမှာဆိုရင်ဒီ dental surgery ရရှိပါတော့မှာဆိုရင်လည်းသုံးတယ်ပြီးတော့နောက်တစ်ခု wound healing ulcer ဒီမှာသုံးတယ် အာတချို့လူတွေမှာဆိုရင်တော်တို့အိရထဲမှာအကြာကြီးနေရတာမျိုးရှိရဲ့ချိုးခါကြောက်လည်းဒါပီတီအာကြောင်ပေါ့နော်အနာတွေဖြစ်တာမျိုးဖြစ်တယ်ချိုးကြောက်လည်းရိုးရိုးအနာတရဖြစ်တာမျိုးတွေရဲ့ဖြစ်တယ်ပေါ့နော်ဆိုတော့ဘာကြောင့်လဲဖြစ်ဖြစ်ဒီလိုမျိုး healing နှင်းနေတဲ့ process တွေမှာဆိုရင်လည်းပဲဒီ PRP ကိုသုံးခြင်းအားဖြင့်ကကြောက်တော့ warm healing ကိုအများကြီးပြန်ကောင်းစေတဲ့အထက်မှာပါတယ်ဆိုတော့အာဘာပဲဖြစ်ဖြစ်ဒီဘယ်နေရာမှာပဲသုံးသုံး concept ကကြောက်တော့တစ်ခုပဲရှိတယ်အာတို့အနာကြက်မြန်ပေါ့တော့တကယ်ပထမဦးဆုံးထွက်လာတဲ့ hero platelet rich သည် platelet rich plasma သည် growth factor တွေအများကြီးကို ထုတ်ပေးနိုင်တာဖြစ်တဲ့အတွက် generation regeneration ကိုအဓိကလုပ်ပေးနိုင်တာဖြစ်တယ် အဟကြောင့်လဲ PRP ကအသုံးများလာတဲ့ထဲမှာပါတယ်အဲ့ဆိုဘာဖြစ်လို့အဲ့လောက် popular ဖြစ်တာလဲဆိုတော့ PRP သုံးဖို့တော့တို့ခွဲကန်းဝင်စီရမလို့ဘူးအာဒီဒီ clinical setting မှာတွေကိုအဆင်ပြေနိုင်တဲ့နေထားမှာရှိရဲ့လူနာအနေနဲ့ကြီးလိုက်ရင်လဲဆေးရုံတက်စရာတွေပါတယ်လဲမလို့ဘူးဘယ်အဟို medical fees ထဲမှာပဲသုံးသုံးဒီ on the table မှာတွေကိုလုတ်ပြီးရတယ်ပြန်သွားလို့ရတယ်တတောင်တတဖြစ်တယ်အာပြီးတော့ ီဓာတ်တွေဘာတွေနဲ့အဲ့လိုထိသုံးရတဲ့အနေထားတွေမှာမရှိတာဖြစ်တဲ့အတွက်လူနာလည်းကြိုက်တယ်ဆရာမလည်းကြိုက်တယ် result ကိုလည်းမြင်ရတဲ့ထဲမှာရှိရယ်ပြီးတော့နောက်တစ်ခုကကြတော့ငွေကြီးနဲ့ပတ်သက်တဲ့ချိန်ကြရင်ဆိုရင်လည်းတခြား treatment တွေထပ်ဆိုင်ဆိုရင်အများကြီးတက်တာရဲ့ထဲမှာဖြစ်တယ်ပေါ့နော်ဒါဆိုရင်အဲ့လောက်တောင်ကောင်းနေရဲ့လုံးဝ side effect မရှိဘူးလားဆိုတော့မဟုတ်ဘူး side effect ကတော့နေရာတိုင်းမှာရှိရယ်နှစ်ခုအဓိကပြောချင်တယ်အဲတစ်ခုကကြတော့ဒါဒီကိုကသွေးကိုသုံးရတာဖြစ်တယ် သွေးကိုသုံးရတာဖြစ်တာကြတော့ဟုတ်တယ်ကိုသွေးကိုသုံးလို့ကိုခန္ဓာကိုယ်ထဲကိုပြန်ထည့်တာမို့လို့အလယ်ဂျီမရှိဘူးဘာညာကွီးကွာအာပြောပေမဲ့ဒီသွေးကိုကင်တဲ့လူအာကကြတော့အာဒီတန်ရှင်းမှုလုံလောက်ရှိနေဘူးလို့တယ်ပြီးတော့နောက်တစ်ခုကဝဲ experience ဖြစ်နေဘူးလို့တယ် မဟုတ်ဘူးဆိုရင်ဒီ black border တွေကိုကင်တာဒီဆံဝန်အတွက်လည်း safe မဖြစ်သလိုလူနာအတွက်လည်း safe မဖြစ်ဘူးနောက်တစ်ခုကိုယ့်ရဲ့သွေးကိုသုံးတာဖြစ်တာဖြစ်တော့ကိုယ့်ရဲ့သွေး quality ကကောင်းနေဖို့လိုတယ်ဥပမာကိုယ်တစ်ချိန်လို smoking တွေလုပ်နေရအချိန်လို့ဆေးလေးတွေတောက်တယ် vape တွေတောက်တယ်ကိုယ့်ရဲ့သွေး quality ကကျတယ်ပြီးတော့နောက်တစ်ခုကကြတော့သွေးနဲ့ပတ်သက်တဲ့ယောဂတစ်ခုခုရှိတယ် အသွင်းဒီဦးတွေကအမြင်နဲ့ပျို့ပျို့ကွဲနေပုံမှန်မဟုတ်ဘူးဒီလိုမျိုးနေထားနေမှာဆိုရင်တော့ဒါတို့အဲ့ဒီလူစီယာ PRP ကိုယူလို့မရအောင်ဒါဒီ quality ကျနေရဟာဖြစ်တယ်ဆိုတော့ဒီဟာလေးတစ်ချက်လဲအသိထားဖို့တော့လိုတယ်လုပ်ပေးရဲ့လူကလည်း experience ရှိဖို့လိုတယ်။နောက်တစ်ခုကကြတော့ကိုယ်သွေးကို깟ထွက်တဲ့ဟာတွေကလည်း steroid ဖြစ်နေလို့ပို့လို့တယ်။ပအဝန်းကျင်ကကြတော့လည်းတန့်နေဖို့လိုတယ်။ ကဲအခုလောက်ဆိုရင်တော့ BR BR တို့အာဒီဟာထိုးတယ်ဟိုဟာထိုးတာတခုတည်းမဟုတ်တော့ဘူးအရန်ဟိုကိုတို့တို့ medical fees ထဲမှာအကျယ်တော့ဝင်သုံးနေတဲ့အရာဆိုတာကိုသိလာပြီအဲသူရဲ့ concept ကိုလည်းသိသွားပြီလို့မျှော်လင့်ပါတယ်ဆိုတော့ဒီ video ကဘုဒ္ဓတာအနေနဲ့အများကြီးကြိုးရှိမယ်လို့မျှော်လင့်ပါတယ် TikTok မှာပဲဒေါက်တာသစ်ဖွင့်ထားတဲ့ channel လေးအသစ်တစ်ခုရှိတယ်။အဲ username ကကြတော့ arc strategy aesthetics ဆိုပြီးတော့ပေးထားတယ်။ဘာဖြစ်လဲဆိုတော့အဲ့ဒီအသစ် channel လေးကိုဒေါက်တာအမေးဖြေကဏ္ဍလေးနေပဲစုချင်လို့ပေါ့နော်။ အခုဒီ main platform ဖြစ်တဲ့ဒီ account ထဲမှာကကြတော့အာဒီတော်တော်များများမိခုံးမိကြတယ်အာဒါပေမဲ့တချို့ဟာလေးတွေဒေါက်တာ text နဲ့အရှိကြီးတွေရိုက်ပေးဖို့အဆင်မပြေဘူးအပုဆိုတော့ TikTok ကကြတော့သူ word character လေးကို limit လုပ်ထားတာဖြစ်တယ်အဲ့တော့ချို့လူတွေအတွက်ကိုဒေါက်တာဒီ video နဲ့တေချာပြန်ပေး ြေပေးချင်တယ်ဆိုတော့အတူကကျတော့1 minute ပေါ့တကယ်လို့ရှင်းမယ်ဆိုရင်တော့3 minutes ပေါ့နော်အဲ့တော့တကယ်လို့ဒေါက်တာကိုဒီဗီဒီယိုလေးရင်းနဲ့ပြန်ဖြည့်စီချင်တယ် reply the comment လုပ်ချင်တယ်ဆိုရင်တော့ဒေါက်တာရဲ့အသစ် channel ဖြစ်တဲ့ ask dr yuri aesthetics ကို follow လုပ်ထားလို့ရတယ်အဲ့ဒီမှာသက်ဆိုင်တဲ့ဗီဒီယိုအောက်မှာမေးလို့ရတယ်အဲ့ဆိုရင်ဒါတာပြန်ပြီးတော့ဗီဒီယိုလေးနဲ့ပြန်ဖြည့်ပေးရမျိုးလေးလုပ်ပေးလို့ရတယ်ဆိုတော့အာဒီ TikTok ကမှာ ask dr yuri aesthetics ကို share လိုက်ပါပြီး follow လုပ်ထားလို့ရပါပြီ